အဲ့ဒီမှာဖောမှာကြတော့သူရှာခိုင်းတာဟိုဒီပါမယ်ဒီရဲ့ရှိတ်ခိုင်းတာပေါ့ဗောနော်ရှိတ်ခိုင်းတဲ့စီမှာမှအဲ့တော့သူရဲ့ function ကိုကြည့်တဲ့အခါမှာကြာတော့ဟို square root function တွေရော base မှာလည်း function တကူဘာလုပ်တာလဲမြောက်တာရောဆိုရင်ဒါဒီတန်းကတမယိုးချရှိတ်လို့မရဘူးပေါ့ရှိတ်ရတာခတ်လိုက်မယ်အဲ့လိုရှိတ်ရတဲ့ရှိတ်ရခတ်တဲ့ ပုံစံတွေဆိုရှာတော့ဘာလို့လဲဆိုရင်နှစ်ပတ်စလုံးကိုလောကန်တမ်းမဲ့ differentiation ဖြစ်တဲ့ airline နဲ့မျှောက်လိုက်နှစ်ပတ်စလုံးဘာနဲ့မျှောက်မလဲဒီဘက်ခြံလဲ airline နဲ့မျှောက်တယ်ဒီဘက်ခြံလဲ airline နဲ့မျှောက် airline ဆိုတာတနည်းပြောရင် lobby seat ပဲကြောက်သိတာနော် airline ဆိုတာ lobby seat နဲ့တူတယ်အဲ့တော့ law ဆိုမှာတော့ဘာလုပ်လို့ရ power တွေပိုင်းဘာလုပ်လို့ရ power တွေရှေ့ချလိုက်ရစကယ်လို့ဆိုတာဘယ်နဲ့သက်လဲဝါမိုင်းသူသက်လဲရှေ့ချလိုက်တော့ဒီမှာဝါမိုင်းသူရှေ့ချအောင် ါတစ်ဆင့်နော်ပြီးနောက်တစ်ဆင့်သတိအားမှာက law တွေမှာ law နဲ့ပတ်သက်တဲ့ property တွေရှိတယ်ဘယ်လိုမျိုးလို့ဆိုဥပမာဆိုရင် law ဆိုရင် law မြောက်ခြင်းခွင့် law ပေါင်းခြင်းဥပမာ law x y ပေါ့နော်ဒါဆိုရှားပြန်ဖွဲလိုက်ရင်ဘာရ law x plus law y အဲ့လိုခွဲလို့ရတယ်အကဲစားမဲ့ဆိုလည်းအဲ့လိုပဲ law စားခြင်း x y y ပေါ့နော် number မှာ x y နှစ်ခုစားတာတစ်ခုချင်းပြန်ခွဲရင် နော်ပါနော်ပြီးရင်လောမှာ power point ဘာလို့လေးရလဲရှေ့ကိုပို့လေးရလော x power 1ဆိုဘာလို့ယူလေးရအဲအဲ့လိုမျိုးတွေဆိုတော့အခြေခံတွေသိရမှာပေါ့အခုစလအဲ့လိုပဲနောက်ဆင်းနေတဲ့ဒီမှာလောမြောက်ခြင်းလောမြောက်ခြင်းခွဲရင်လောပါလို့ခြင်းအဲ့တော့ဇာတိမှာပန်းလိုက်သလားနော်ပန်းပြီးတော့ဆိုအဲ့လောကနှစ်ခုပြရမယ်နော်အဲနှစ်ခုပြရနောက်ဆင်းပါထပ်လို့ရသေးတယ်လို့ဆိုတော့ဒီမှာ power ရှိနေသေးတယ် power ဘာလို့လေးရရှေ့ကိုချလို့ရတယ် အပါပါလာလိုက်စရာရှေ့ချလိုက်တွေ့တယ်နော်သူကရှင်းလျားသလောက်ရှင်းတာပေါ့နော်ဒါဆိုရင်ဘာဖြစ်ရပြီလို့ဆိုရင်အရှင်းဆုံးဖြစ်ရအရှင်းဆုံးဖြစ်ရပြီဆိုဆရာတို့စရပါလို့လေ့ရအောင်မယ်ဟို differentiate လောက်တော့ပေါ့အဲ့တော့ဒါဆိုရင်ဆရာတို့ရှက်ရင်ဘာရမလဲပြောကြည့်အောင် ln1 ရှက်ရင်ဘာရနံပါတ်ပြောင်းပြန်လဲ1 by 1ပြီးရင်ဘာပြန်ရှက်နံပါတ်ပြည့်တဲ့1ပြန်ရှက်တော့ d1 by dx ီဘက်ချမ်းမှာကျတော့ဝါမိုက်တူရှိစရာမလို LN x2 1ရှိတော့ပါရမယ်1 by x2 1ပြီးပါပြန်ရှိ x2 1ပြန်ရှိရမယ်ဒီမှာဆိုလဲ LN x-1 ကိုရှိတော့1 by x-1 ပြီးပါပြန်ရှိ x-1 ကိုပြန်ရှိပါအဲ့တော့ဒီမှာဆရာနှစ်ဘက်စလုံးအိနဲ့ရှိမယ်လို့ပဲရေးရသေးတယ်ဒါကြောင့်မို့အရှိအနေပါခံလိုက်လဲ d by dx ခံလိုက်ဒါချိန်ညာလိုက်တာချိန်မယ်လို့မရှိရသေးဘူးเนาะ နောက်ဆက်မရှာပါတော့ပြီရှိတ်နံပါပြောင်းမြန်လန်နံပါပြန်ရှိတ်ဒီမှာဆိုရင်ဝမ်းမိုက်သူရှိတ်ကြမလို့လို့ပြန်ရေးတယ် x l n x2 block 1ရှိတ်တော့ဝမ်းမိုက် x2 block 1ပြီးပါပြန်ရှိတ် x2 block 1ပြန်ရှိတ်2ရှိတ်ကြမလို့တော့ပြန်ရေးတယ် l n x-1 ရှိတ်တော့ဝမ်းမိုက် x-1 ပြီးပါပြန်ရှိတ် x-1 ကိုပြန်ရှိတ်အနောက်ဆင်းဆိုကြတော့ဘာပဲလုပ်ရအောင်ဒီရှိတ်တာတွေကိုပဲပြန်ပြောတော့လေ x ကို1 share တော့ပါရ 2x ဒီမှာ x 1 share တော့1မရအောင်နော်အဲ့တော့ရှားဒီမှာရေးလိုက် 2x ရယ်1ရလဲကြံသားပြန်ကူလေလိုချင်တာပါလိုချင်တာလေတောက်ပါအောင်စားနာဒီဝါမန်ဒီအေးကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မဆိုင်တဲ့ဘုသူဆရာဟောပို့တော့ဝါမဝါဝါဟောပို့တမျှတော့ပေါ့မမျှခင်ဆရာဒီမှာနှစ်ခါပါလောက်ရယ်မျှဆဲလိုက်တော့2နဲ့2ပါဖြစ်လေကြည်တယ်ဒီမှာလဲ2နဲ့2နဲ့ ကြည့်ရအဲ့တော့ h by h ကို plus 1 plus 1မှာ h minus 1အဲ့တော့ဆရာကဏပြောသလိုပဲလိုချင်တာဒီပါမယ်ဒီ h ဖြစ်တဲ့သူကြောက် y ကဒီမှာစားနေတယ်ဘောဘောသွားရင် မျှပါမျှပြီးတော့နောက်ဆုံးစစ်နေ y ကဘာနဲ့တူလဲ square root of h square plus 1 into h minus 1 the whole square အဲ့တော့ပြန်ပြီးတော့ဒီမှာပြန်အစားသွင်းဆရာလိုချင်တဲ့နောက်ဆုံးအဖြေရရမှာနော် အဓိကရှာတော့ဘာရင် လောက်တက်မှာဆိုဒီအဆင့်ကိုလောက်တက်မှာနော်သူက function တွေကရှောက်နေလို့ရှိရင်နံပါတ်စလုံးဘာနဲ့မြောက် ln နဲ့မြောက်မြောက်ပြီးရှာဒီ rule ၃ခုသိရမှာပဲနော် log မြောက်ခြင်းကိုခွဲရင် log ပေါင်းခြင်း log စားခြင်းကိုခွဲရင် log နှုတ်ခြင်း power ပိုင်း power ပါလုပ်လို့ရတယ်အရှိချလို့ရတယ်အဲ့လိုလုပ်လို့ရတဲ့ property ကိုလုပ်ပြီးတော့မှအရှင်းဆုံးပုံစံရောက်တဲ့အခါမှာနံပါတ်စလုံးဘာနဲ့ရှိမ့်မယ် edge နဲ့ရှိမ့်မယ်ရှိမ့်ပြီးရင်ဒါသူ့ရဲ့လုံထုံလုံနေတိုင်းဆက်လုပ်ပြီးတော့ လိုချင်တဲ့အတိပါမယ်ဒီအိတ်ဆရာကိုရှားပါဘူးနော်โอเคတွေ့ကြည့်ပါနော်အဲ့တော့ example 5မှာသူလဲဘာလောက်ခိုင်းတာပဲလဲဆရာတော် why ဆိုတော့ function ပေးထားတယ် div by d a ကိုရှာခိုင်းတာပဲเนาะတန်တကြာတော့ x က0နဲ့ပိုင်မယ်သူကြားမှာရှေ့ရမယ်လို့ပေးတာအဲ့ဒီမှာလဲဆရာတော့သူ့ရဲ့ function ကြည့်တဲ့အခါမှာ ိုအိမ်နဲ့ဆိုင်ဆိုရင်မြောက်နေတယ်ပြီးရင်အောက်မှာ square root ဆိုင်နဲ့စားရတယ်မြောက်တာတွေရောစားတာတွေရောစုံနေရောအဲ့တော့ဆရာတို့လွဲအောင်ဆိုပြီးနောက်ဘက်ဆက်လုံးပါလဲမြောက်မယ် ln နဲ့မြောက်မြောက်ပြီးပါလို့မယ် log မြောက်ခြင်းအိမ်နဲ့ဆိုင်ရပါလို့မြောက် log မြောက်ခြင်းခွဲရင် log ပေါင်းခြင်း log စားခြင်းဒါပါလို့နာလဲ log စားခြင်းခွဲရင် log နှုတ်ခြင်းဒါဆင့် နောက်ဆင့်ဘာလုပ်ရသေးလဲဒီမှာပါဝါရှိနေသေးတယ်ဒါဘယ်နှထက်လဲ1မိုင်2ထက်အဲ့တော့ဘာလုပ်ရလဲသူ့ဖြည့်ချလို့ရအနောက်ဆင့်ရေးလာဒီကဒီလေကမရေးချင်လည်းမရေးနေတော့ဘူးနော်အရှားပါရှိချလိုက်1မိုင်2သူ့ဖြည့်ချလိုက်ဒါသူ့ရဲ့ simplify အရှင်းဆုံးပြုလုပ်ပါပြီပေါ့ဒါဆိုကျောင်းနှစ်ပတ်စလုံးပါနဲ့ရှိရမယ် differentiate both are with respect to x အဲ့တော့အကောင်လုံးကိုဘာနဲ့ရှိမှာဆိုတော့အဲ့နဲ့ရှိမှာဆိုတော့ဒီခုချင်းတွေကိုရှိမှာ ီပိုင်းဒီရေးစီလိုက်ထည့်လိုက်ဒီပိုင်းဒီရေးစီထည့်လို့ဆိုရှိတ်မယ်လို့ကြင်ညာလိုက်တာပဲရှိသေးတယ်ရှိတ်ရရှိတ်ပွားလာရှိတ်ရသေးဘူးเนาะနောက်ဆက်မှရှာရှိတ်မယ်ပြော L1 ရှိတ်တော့ 1/y dy by dh L1 a ရှိတ်တော့ 1/x L1 sin a ရှိတ်တော့ 1/sin a ပြီးရင်ဘာကိုပြန်ရှိတ် sin a ကိုပြန်ရှိတ် minus 1/2ပြန်ကူးတယ် L1 sin a ရှိတ်တော့ 1/sin a ပြီးရင်ဘာကိုပြန်ရှိတ် set x ကိုပြန်ရှိတ်ရနော်ဒီမှာပြန်ရှိတ်တာလည်းမမေ့နဲ့နော် sin ကိုပြန်ရှိတ် set x ကိုပြန်ရှိတ်အဲ့တော့ sin x ကိုရှိတ်တော့ပါရ cos x set x ကိုရှိတ်တော့နှစ်မျိုးရမယ် set x tan x sin x ကိုရှိတ်ရင်ပါရပါလဲ set a tan x sin ကိုရှိတ်တော့ cos a set a ကိုရှိတ်တော့ set x tan x အဲ့တော့ဘာဖြစ်သွားလဲ set x ကြေသွားတယ် cos by sin ကဘာနဲ့တူလဲဘာနဲ့တူလဲ sin by cos မှာ tan cos by sin ကသူ့ရဲ့ပြောင်းပြန်ပါတယ် tan ပြောင်းပြန် tan ပြောင်းပြန် cot လေ cot cot လေအဲ cos by sin ကဘာနဲ့တူလဲ cot cot နဲ့တူတယ်အဲ့ဒါလေးဆရာတို့ပြောင်းလိုက်တယ်ကွာဒီမှာဆရာတို့ကပြောင်းလိုက်ပြီနော် ကော့စ်ဝိုင်ဆိုင်ရပါလေကော့တ8ဒီမှာဘာနဲ့ပါကြည်ပါပြီဆိုင်ဆိုင်ကြည်ပါတော့ဘာပဲကြည်လဲအဲတန်အင်းဆိုတော့ဝါမယ်ကြည်တန်အင်းအဲ့တော့ရှားလို့ရှားမှာဘာလို့ရှားမှာလဲဒီဝါမန် DH ကိုရှားမှာဖြစ်တဲ့အတွက်ကြောင့်ဒီဝါမန် DH နေခဲ့ဝိုင်ကဟိုဘက်သွားမြောက်တယ်ပြီးတော့ဝိုင်နေရာမှာဘာပြန်စားသွင်းလိုက်လဲဆိုတော့နောက်ဆုံးစနေနဲ့8ဆိုင်8 pi square root of 8ကိုစားသွင်းလိုက်တာသူလိုချင်တဲ့နောက်ဆုံးဒီဝါမန် DH ရှားလို့ရတယ်နော် ော့ဒီမှာဆိုရှားပါရသုံးသိမြောက်ခြင်းခွင်ပေါင်းခြင်းစားခြင်းပြခွင်နှုတ်ခြင်းပါဝါပါလို့လေ့ရတယ်ရှေ့ချလေ့ရပြီးမှဆရာနှစ်ပတ်စလုံးအဲ့နဲ့ရှိမှာပါနော်ပြီးရင်ခဏပုံစံဒီဗာတိယ got cot got အဲ့ဆိုတာဘာပိုင်းပါ cos 8 by sin 8ဆိုတာကိုဆရာတို့သိရနော်ရမလားနော်โอเคတွေ့ကြည့်ပါအဲ့ဒါလား စာအပိုင်းသူကနံပါတ်1မှာနော်ဒါဆရာတို့ဟို example မှာတွက်ခဲ့ပြီးသားပုံစံဟိုပဲဟာလာသူကပြန်ပြီးတော့လေ့ကျင့်ပေးတဲ့သဘောပေါ့ဒီမှာပေးထားတဲ့ function တွေကို h နဲ့ရှိပေးပါဆိုတော့အဲ့နဲ့ရှိပေးဆိုတော့အရှိကနေဗာလေးထည့်ပေးရမှာသူရင် divide a လေးထည့်ပေးရနံပါတ်1က ln function ပဲဆိုတော့ဘယ်လိုလုပ်အောင်မဆိုရင်နှစ်စက်ပဲလောက်အောင်ဗာလောက်ရမယ်နံပါတ်ကိုရောင်းမြန်လန်မယ် နံပါတ်ကိုပြန်ရှက်ရမယ်နံပါတ်ပြန်ပြောင်းမဲ့လန်တော့1မ 2x2 3ပေါ့နံပါတ်ပြန်ရှက်မယ်ဆိုတော့ပါရမယ် 2x2 3ကိုရှက်တော့ 4x ရမယ်အဲ့တော့ဇာတော့ဒါ 4x ကိုအပေါ်တင်ပြီးတော့ရေးလိုက်နော်နံပါတ်ပြီကြာတော့ ln mod x ကိုရှက်ရင်ပါရမလဲဒါလည်းအလိုပဲပါလို့ရနံပါတ်ပါလို့ရမယ်ပြောင်းမဲ့လန်တော့1 mod x ပြီးရင် mod a ကိုပါလို့မယ်ပြန်ရှက်တော့ d/dx modulus of x ပေါ့ဒါသူ့ဖြစ်ပဲ ဒါမဲ့ဆရာတော့ modular ဆိုအဲ့ဆိုဒီတိုင်းထားလို့များသူ့ပြန်ရှင်းရမလေ။ဒါကိုရှင်းရင်ဘာရမလဲဆိုပြီးတော့ဖြစ်နိုင်ခြေကပုံမှန်ဆိုရင်တော့ modular x ကို x ကိုရှင်းရင်နှမျိုးရတယ်။ x ရဲ့ minus x ရဲ့ရတဲ့စီမှာမှအကယ်၍သာတဲ့ x က0သက်ကြီးမယ်သို့မဟုတ်ညီခဲ့ရင် x ရဲ့ထွက်မှာဖြစ်ပြီးတော့အကယ်၍သာ0ငယ်ခဲ့ရင်ရှေ့ကနေအနှုတ်ထပ်ပြီးတော့တက်ပြန်အဲ့တော့မှသူကအနှုတ်ပြောက်အောင်။ဒါမဲ့ဒီမှာဘာအောင်စဉ်းစားလို့ ဘူးလဲဆိုရင်တော့အဲ့က0နဲ့ညီတာကိုစဉ်းစားကြမလို့။ဒါဆိုလော့ဖန်ရှင်ပါဆိုရင်ရှာတော့သူ့ရဲ့အနာကနံပါတ်က0ဖြစ်လို့မရအောင်။ဒါဆိုဘာပဲစဉ်းစား XMO 0သက်ကြီးတာနဲ့ XMO 0ငယ်တာနဲ့ဆိုပြီးတော့နှစ်ပိုင်းပဲဟောဒီအဖြစ်ကိုပြန်ပြီးပါလုံးမယ်။ပြန်တော့အဲ့တော့ပရမစင်းစရာဒါကိုပြန်ရေးတာပဲတော့ဘာမှမလုပ်တော့။ဘယ်အချိန်နေမှာ XMO 0သက်ကြီးတဲ့အချိန်နေမှာ X greater than 0 အဲ့တော့ h ဆက်မို့0ဆက်ကြည့်ရင် modulus ဆို h က봐ရမှာ h ရမယ်မလား h ဆက်မို့0ဆက်ကြည့်ရင် modulus ဆို h က봐ရလဲ h ရတာဒါကြောင့် modulus ဆို h နေရာဒီမှာဘာအစားသွင်းလိုက် h ဒီစားသွင်းလိုက်ဒါဆိုရင်သူ့အတွက်လေအဲ့ကို share မှာတော့봐ပေးရအောင်အဲ့တော့봐ပဲကြံမယ်သူဖြစ်ရ1 h ပဲကြံဒုတိယစဉ်းစားမှာက h ဆက်မို့0အောင်ငယ်မယ် h less than 0ဖြစ်ခဲ့ရင်ရော h ဆက်မို့0အောင်ငယ်ရင်သူ့ကဘာတက်ပြရမှာရှေ့ကနေ minus တက်ပေးရမယ်ဒါဆိုရင် modulus ဆိုအဲ့ညမှာ minus h modulus ဆို h ညမှာ minus h ဟောဒါဆိုရင်ရှားဘူးလို့လုပ်မယ် minus h ကိုရှိတော့ပါရတယ် minus 1အဲ့ဒီ minus ကိုဒီက minus နဲ့ပြန်ပြီးမျှလိုက်တော့1 h ပဲရတယ်ဒါကြောင့်မို့ဆရာတော်က two function ကိုဆရာတော်ကရှိလို့ရှိရင် h တန်ဖိုး0ထက်ကြီးတာပဲဖြစ်ပါစေ0ငယ်တဲ့တန်ဖိုးဖြစ်ခဲ့တာပဲဖြစ်ပါစေအဖြစ်ကဘာပဲရမှာလဲ ဘာမှအိတ်ဆွဲရအောင်ဒါကြောင့်မသူ့ဖြစ်ရဆရာတော့ဗာပဲကြီးอ่ะအဲ LMO X ကိုရှိရင်အပြေပါပဲရမယ်ဘာမှအိတ်ဆွဲရမယ်ဒီမှာခဏပြောသလိုပဲကန်ဆယ်ချက်နေတဲ့အိတ်ကဘာနဲ့တော့ညီလို့မရဘူး0နဲ့ညီလို့မရဘူးဆိုတာတော့ဆရာတို့သိရရမယ်နော်ဒီနံပါတ်ပြည်လေးကနည်းနည်းထူးကြတာပါနော် modulus မလို့ဆရာတို့ဘယ်နှပိုင်းစဉ်းစားပေးရလဲနှစ်ပိုင်းစဉ်းစားပေးရရမယ်နော်โอเคအေးနှစ်ပုတ်အရင်တွေ့ကြည့်ပေးပါ ပြီးရင်ကျတော့နမက်စီပေါ့နမက်စီအဖန်ရှင်တစ်ခုပါလုံးတာလေ x2 နဲ့ log ab2 ကမျှတယ်မျှနေကျတော့ဘာလို့တုံးမလဲဆိုတော့ product rule ကြောင့်တုံးမယ်ဘယ်လိုလဲဆိုရင်ရှေ့သာနောက်ရှေ့ပေါ့နောက်သာရှေ့ရှေ့အဲရှေ့ထားတယ်နောက်ဖြစ်တဲ့ log ab2 ရှေ့တယ်ပေါ့နောက်ထားတယ်ရှေ့ဖြစ်တဲ့ x2 ရှေ့ထားတဲ့ကောင်စဉ်းစားကြမလို့ပြန်ကူးရမှာစဉ်းစားမှာဒီရှေ့တဲ့ဟာ log ab2 ရှေ့ရင်ဘာရလဲနံပါတ်ပြောင်းမြန်လဲ 1 by h နာမနေရာမှာ e စားလို့ log e base 2နာမကိုပြန်ရှိတော့1ရလို့ရေးတော့ဒီဘက်ခြမ်းတော့ x square ရှိတော့ပါရမယ် 2h ဒီမှာတွေ့တယ်နော်နာမပြန်မြက်လန်1 by h နာမနေရာမှာ e စားလို့လိုက်တော့ log e base 2ပြီးရင်ပြန်ကူးရဲ့ x square ရှိတော့ 2h ပေါ့နော်ပြီးဒီမှာဘာလုပ်လို့ရဆိုတော့ x square နဲ့ a ကိုခြေလို့ရတယ်အဲ့တော့သူ့မှာက x တစ်သက်ပဲကျန်တော့တယ် ဒါဆိုဒါအစီအစဉ်ရကြည်ပွားပြီပေါ့နံပါတ်3ဘာလုံးနေတာပဲညာဘာလူပါတော့မှာပဲ project ရူရရှေ့တာနောက်ရှေ့ပေါ့နောက်တာရှေ့ရှေ့ရှေ့တာတွေပဲပြောဘာရမလဲ1မိုင် x+1 ပြီးရင်ဒီညာဘာအစားတို့ law e base အဲ့ဘလောက်အောင်ရှိတော့1ရလို့မရေးတော့ sin 3a ကိုရှိရင် cos 3h ပြီးရင်ဘာပြန်ရှိတ် 3a ကိုပြန်ရှိတ်ရအောင်အဲ3ရပါတော့เนาะဒီမှာတွေ့ရနော် x 1ပြားမဲ့လမ်းနဲ့ဝါမ x 1နံပါတ်နေရာမှာ e စားလို့ရ log e base sin 3a ကိုရှိတ်တော့ cos 3a 3a ကိုပြန်ရှိတ်တော့3ပြီးရင်ဆရာတို့ကရှင်းလို့မရတော့ဆိုရင်တော့ဒါအစီအစဉ်ကြပြန်ပြီးတော့ရေးပြလာပါတော့เนาะအဲဒီမှာ3 cos 3a ဆရာဆရာဟာရေးလိုက်ဒီမှာတွေ့ရမယ်เนาะโอเคဒီနေ့ဘောရင်တော့ကြည်ပါ ပြင်းဆောင်နံပါတ် E ပါနော် E ရဆရာနှစ်ပိုင်းပဲလောက်အောင်ပေါ့ Low function ဆိုတော့အဲ LM function ဆိုတော့ဘာလို့နံပါတ်ကိုပြောင်းပြလှန်အော်ဆရာအဲ့ဒါအရင်မလုပ်ခင်မှာ low function ဖြစ်တဲ့သူကြောင့် power ဘာလို့လဲရရှေ့ကိုချလိုက်ရတကြောင်ဆရာဝါမိုက်သူရှေ့ချလိုက်ဒါဆိုဒီအနောက်က LM 5 minus 4ပဲဆရာတို့ရှက်ရအောင်အဲ့တော့ဘယ်လိုလုပ်နံပါတ်ကိုပြောင်းပြလှန်နံပါတ်ကိုပြန်ရှိတ်5 minus 4ရှက်တော့ပါရမယ် ဖိုင်စရာတယ်နော်ဒါဆိုရင်ဇာတော့ဖိုင်ကိုအပေါ်တင်လိုက်ရင်ဒါဥစားရအောင်မနော်5 by 2 into 5 x minus 4ပါနောက်ဆုံးနံပါတ် f ln ln x အဲ့ဒီမှာသိကြကြည့်ပါဒီ ln နဲ့ ln x ကနှစ်ခုမျှောက်နေတာမဟုတ်ဘူးနော်ဒီ ln x ကဘယ်နေရာမှာရှိတာလဲဆိုတော့နံပါတ်နေရာမှာရှိတာလေဒါဆိုဘာလုံးပါလဲပုံမှန်တိုင်းပဲလေနံပါတ်ကိုဘာလုံးရောင်းမြန်လန်ရောင်းမြန်လန်တော့1 by LNS ပြီးရင်ဘာကိုပြန်ရှိတ် number ကိုပြန်ရှိတ်ဒါဆိုဒီရှိတ်ဟာဘာမှလုံးရမလို့လို့ပြန်ကူးမယ် LNS ကိုရှိတ်ရင်ဘာရအောင်1 by x ပေါ့ဒါပဲရပါဘူးเนาะဒါကြောင့်ဘာရအောင်1 by LNS နဲ့ဝါမိုင်အဲ့ဆိုတော့ဆရာတို့လိုတခုတည်းစုပြီးရေးလိုက်လို့ရရမယ်နော်တွေ့ကြည့်ပါဟုတ်ပြင်ဆာနံပါတ်2 နံပါတ်2ကအမှရှော့ထွေးနေတဲ့ function တွေပေါ့နော်အဲ့ဒါတွေဆိုတော့ the derivative of y with respect to x ဆိုတော့ဒီမှာပြထားတဲ့ y ကို a နဲ့ရှေ့ပါဆိုတော့ဘာကိုရှားမလဲဆိုတော့ dy by dx ကိုဆရာတို့ရှားပေးရမှာနော်အဲ့တော့ရှားတဲ့အခါမှာဘာကိုသုံးရမလဲ use logarithmic differentiation တွေသုံးမယ်ဆိုတော့နံပါတ်စလုံးဆရာတို့ဘာနဲ့မျှပြီးတော့ရှင်းရမလဲဆိုရင် ln နဲ့မျှပြီးတော့ရှင်းခိုင်းတာပေါ့အဲ့တော့နံပါတ် a ဆိုရင်ဆရာတို့အရင်ဘာလုပ်မလဲနံပါတ်စလုံး ln နဲ့မျှလို့ power 1 by 2ပါလို့လဲရှေ့ချရဲပြီးတော့နောက်ဆင်းမှာ log မြောက်ခြင်းကိုခွဲတော့ပါလို့ချင်း log ပေါင်းခြင်းဖြစ်သွားเนาะရှင်းသွားရပြီဆိုရင် differential both side with respect to x ရှေ့မယ်လို့ကြီးညာရဲပြီးတော့ရှေ့တဲ့အခါမှာ ln1 ရှေ့တော့1 by 1ဒီပါမှာ dx ရမယ်ပြီးရင်1 by 2ကိုရှေ့ရမလို့ ln x ကိုရှေ့တော့1 by x ln x + 1ကိုရှေ့တော့1 by x + 1 တော်တော်ခုစလုံးကဝါမိုက်သူနဲ့သက်ဆိုင်ရယ်နော်အဲ့ဒါအရေးကြီးတယ်နော်ဝင်းကြံခဲ့လို့မရအောင်ဝင်းကြံသွားဆရာတို့မှားပြီပေါ့နော်ပြီးတော့ဆရာတို့ဘာလို့လိုက်လဲလိုချင်တာဒီဘာမယ်ဒီအေးဆိုးဝိုင်းဒီဘာဘာလို့လိုက်မယ်ပို့လိုက်ပို့ပြီးတော့ဝိုင်းနေအောင်ပါပြန်စားတယ် square root of h into x plus 1ကိုပြန်စားပြလိုက်ရှင်လိုချင်တဲ့အဖြေရလိမ့်တွက်ကြည့်ပါအဲ့ဒါဆိုရင်နော်နံပါတ်8ရင်တွက်ကြည့်လိုက်